အားလုံးပဲမင်္ဂလာပါ K2K Knowledge Bank ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ် CY ကဏ္ဍကနေကျွန်တော်တင်ဆက်နေကြအစီအစဉ်လေးတိုင်းဘန်နဲ့ငွေကြေးဆိုင်ရာအပိုင်း၃ကိုဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်အပိုင်း၃အတွက်ခေါင်းစဉ်လေးကိုတော့လုံခြုံမှုထက်ပိုသော Hypervolt ဆိုတဲ့ခေါင်းစဉ်လေးကိုရွေးချယ်ထားပါတယ်ဒီခေါင်းစဉ်လေးကိုရွေးချယ်ပြခဲ့တာကကျွန်တော်တို့ဒေါ်မင်းများဘန်နဲ့ပတ်သက်ပြီးတော့အထင်မှားနေတဲ့အချက်လေးတွေကိုသိစေချင်တာရယ်ဝေဆက်ကူနဲ့ချက်လက်မှတ်တွေကဘလို့အသုံးဝင်တယ်ဆိုတာတွေကိုသိစေချင်တာကြောင့်ပဲဖြစ်ပါတယ် ီကနေ့ကောင်းစီလေးကိုနားလေစေဖို့အတွက်ဥပမာဇလန်းလေးတွေဇက်ကောင်လေးတွေနဲ့ရှင်းနေမှာဖြစ်တာကြောင့်မိတ်ဆွေများနားလည်နိုင်လိမ့်မယ်လို့ညွှန်လင်းပါတယ်။ငွေကြေးဆိုင်ရာအကြောင်းအရာလေးတွေဟာလေ့လာတာအတွင်းပိုင်းရောက်လာလေးတွေခက်ခဲနေနေလာလေးတွေဖြစ်တာကြောင့်ရွေးကောင်းကောင်းနဲ့လေ့လာကြဖို့ကျွန်တော်အနေနဲ့တက်လွှင့်ချင်ပါတယ်။အဒီကနေ့ကောင်းစီလေးကိုကြည့်ကြရအောင်ကျွန်တော်တို့တွေကျွန်းနဲ့ကျွန်းမှာနေကြတယ်ဆိုကြပါလို့ကျွန်းလေးပေါ်မှာအခုမှစပြီးလူသားအဖွဲ့အစည်းရွှေပြောင်းလာခဲ့တာဖြစ်တာကြောင့်ကွန်မြူစီလဲလှယ်ဖို့အတွက်ရွှေတင်းကအဆင်များဖြစ်တာရောင်းဝယ်ပြုလုပ်ကြပါတယ်။ ဆိုတာကတော့တအုပ်နဲ့တူအယောင်ဝင်လို့ရမှာဒီရွှေတင်းကားများကိုအသုံးပြုကြတာပဲဖြစ်ပါတယ်။ဒါနဲ့တော့ကျွန်တော်ကကျုံးနေသူများရဲ့လိုအပ်ချက်ဘာလို့လိုအပ်ချက်လဲဆိုတော့ကျုံးနေသူတွေကတို့ရဲ့ရွှေတင်းကားတွေကိုတင်းစီဖို့အတွက်လုံခြုံရေးနေရာကိုရှာနေရတယ်ပေါ့နော်။တို့အိမ်ကတင်းစီရတာတို့ကမလုံခြုံဘူးလို့ခံစားရတယ်။ဒါကိုကျွန်တော်အသိရအောင်ရွှေတင်းကားတရားကိုအကုန်ကြခံပြီးတော့လုံခြုံမှုရှိတဲ့ခံကန်းမှုရှိတဲ့အစားအသုံးလုံးကိုကျွန်တော်စောက်လိုက်ပါတယ်။ဗန်ထဲမှာလည်းပဲရွှေတင်းကား200ကိုအပူထည့်ပြီးတော့မတည်ထားပါသေးတယ်။ ဒါကြောင့်ကျွန်တော်ရဲ့ plan ပါအတင်းပိုင်ဆိုင်မှု equity ပါနော် equity ကဒီဆောက်လုခရွှေရင်းက100ရယ်ကျွန်တော်ထည့်မှတ်တည်ထားတဲ့200ရယ်ရှိတော့ရွှေရင်းက300ရှိမှဖြစ်ပါတယ်ကျောသူကျောင်းသားတွေကသူတို့ရဲ့ငွေတွေကိုရွှေရင်းကားတွေကိုလုံးကြုံစိတ်ချစွာတင်းစီနိုင်မယ်ပြီးရင်အတိုးလေးရမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ရဲ့ plan ပါလာရောက်ဆူကြပါတယ်အပိုင်းတင်မှာဒီကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် အသေးစိတ်တင်ဆက်ခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ဒီကြောင်းလုံးကလူတွေကကျွန်တော်ရဲ့ဘန်ထဲမှာလာစုမယ်ဆိုရင်တို့ကအပြင်မှာဘာနဲ့ငွေချေကြမှာလဲ ရွှေတွေဗန်နဲ့အကုန်ရောက်ကုန်မယ်ဆိုရင်အပြင်မှာဗန်နဲ့အယောင်းဝင်လို့ကြမှာလေပြဿနာရှိပါတယ်ပြဿနာရှိရင်လည်းအဖြေရှိပါတယ်အဖြေကတော့ bank note တွေပဲဖြစ်ပါတယ်ဘယ်လိုလုပ်မလဲဆိုတော့ဆိုကြပါစို့ကျွန်တော်ရဲ့အမ်မှာပထမဦးဆုံးငွေလာစုသူကဥမောဝါပေါ့နော်လာစုတဲ့ငွေပမာဏကရွှေတင်းက900လာစုပါတယ်ကျွန်တော်ကဥမောဝါကိုမေးပါတယ်ဦးလေးဒီရွှေတင်းက900စလုံးကိုအကောင့်ထဲထည့်ပါလား။ဒါမှမဟုတ် cashback ပြန်ယူမလားလို့ကျွန်တော်ပြီးတော့ဥမ္မာဝါက ရွှေတင်းက400ကိုတော့သူက checking account ထဲကိုထည့်မယ်။ကြံ100ကိုတော့ဒီကြံရွှေတင်းက100ကိုတော့ cashback ပြန်ပေးဖို့တော့ပြောပါတယ်။ဒီနေရာမှာ cashback ဆိုတာကအပြင်မှာငွေချေလို့ရဖို့အတွက်ရွှေအစားငွေဆက်ကူကို ပြန်လိုချင်တာပဲဖြစ်ပါတယ်။ကျွန်တော်ကဥမ္မာဝတောင်းဆိုတဲ့အတိုင်းဒီရွှေတင်းက100အတွက်ဘဏ်ဆက်ကူ20တန်း5ရွက်ကိုထုတ်ပြီးပေးလိုက်ပါတယ်။အဲ့တော့ဒီ20တန်းဖြစ်တဲ့ကြောင့်ဒီ20တန်းဒီရွှေတင်းက20နဲ့ညီမျှမှာဖြစ်ပါတယ်။ ချက်ကအတုထုတ်လို့မလိုတဲ့ပုံစံမျိုးထုတ်ရမှာဖြစ်ပါတယ်။မဟုတ်ရင်အကောင်လုံးအတုတွေဖြစ်ကုန်မှာဆိုလိုပါ။အနောက်တလေကျတော့ဒေါတင်စင်ကရွှေနေက200လာရောက်စုပြန်ပါတယ်။သူကတော့ cash ban နဲ့ checking account ထဲမှာတဝက်စီရှိနေကြတာကြောင့်ကျွန်တော်ရွှေတင်းက100အတွက်10တန်း10ရွက်ထုတ်ပေးပြီးတော့ checking account ထဲကိုလည်းရွှေတင်းက100စာရင်းပြလိုက်ပါတယ်။အဲ့တော့ဒီဒေါတင်စင်က30တန်း10ရွက်ဥမ္မာဝါကကျတော့20တန်း5ရွက် ဒီရွှေရင်းက900ရောဒီရွှေရင်းက200ရောဟာလာစုတာဖြစ်တဲ့ကြောင့်မလို့အချိန်တန်ကျွန်တော်ကသူတို့ပြန်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့သူတို့ကျွန်တော် liability တွေကိုထည့်မှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ asset ဆိုတာကတော့ liability နဲ့ equity နှစ်ခုပေါင်းဖြစ်တာကြောင့်ကျွန်တော်မှာစုစုပေါင်း asset trading က1000နဲ့ညီမျှတဲ့ချမ်းသာမှုရှိမှာဖြစ်ပါတယ်။တနေ့တော့ဒေါတင်စင်ရောင်းချနေတဲ့ဆန်အိတ်ကိုဥမ္မာဝါကဝေဂျနာကြောင့်ဘန်ဆက်ကူငွေကိုလက်ခံကြလားလို့မေးပါတယ်။ ော်တင်စင်ကလည်းသူကိုယ်တိုင်ကျွန်တော်ဘန်ပါလာစုတယ်လာစုပြီးတော့ဒီငွေဆက်ကို cashback တွေကင်ထားရဖြစ်တာကြောင့်ဒီစနစ်နဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်။ဒါကြောင့်မလို့သူကလက်ခံလိုက်ပါတယ်။ဆိုင်းတိုင်းကိုကုန်ကြငွေရ trading က30နဲ့ညီမျှပါတယ်။30ဖြစ်တာကြောင့်ဥမောင်ကသူ့မှာရှိတဲ့ဒီ bank note 20တန်းကိုပေးလိုက်ပါတယ်။ဒေါ်တင်ဒေါ်တင်စင်ကလည်း30တန်းသူ့မှာ30တန်းနေရှိတဲ့ကြောင့်မို့30တန်းပြန်အပ်ဖို့လိုတဲ့အတွက်ကြောင့်30တန်းကိုပြန်အပ်လိုက်ပါတယ်။ဒီလိုနဲ့ပဲသူနှစ်ဦးကအဆင်ပြေသွားကြပါတယ်။ဒါဟာ bank note လို့ခေါ်တဲ့ငွေစက်ကူလေးတွေကိုဘဏ်ငွေစက်ကူလေးတွေအသုံးပြုရခြင်းရဲ့အကျိုးရည်စုတွေပဲဖြစ်ပါတယ်။အနောက်ထပ်ငွေချေတဲ့နီလန်တစ်ခုနဲ့မိတ်ဆက်လို့ရပါသေးတယ်။ဒါကတော့ check လက်မှတ်လေးတွေနဲ့ငွေချေတာပဲဖြစ်ပါတယ်။မိမိရဲ့ checking account တွေကငွေပမာဏတွေကို salary လေးတွေပမာချရေးပြီးတော့လွှဲပြောင်းပေးတဲ့နေ့စနစ်တစ်ခုလည်းဖြစ်ပါတယ်။ဥပမာဒေါတင်စင်ကဆောက်လို့ရလုပ်ငန်းလုပ်ပါတယ်။သူကဒေါတင်စင်ကဆန်ရောင်းတယ်။ဒေါတင်စင်ကဆောက်လို့လုပ်ငန်းထပ်လုပ်ပါမယ်။ဥမ္မာဝါကသူ့ရဲ့အိမ်အစ်စ်အတွက်ဒေါ တင်စိန်ထံမှာအံ့နာမှာဖြစ်ပါတယ်။အဲအိမ်ဆောက်လုခါကရွှေတင်းက200ဖြစ်တာကြောင့် bank note တွေနဲ့ရှင်းနေရင်ဆက်ကူတွေအများကြီးပေးချေနေရမှာဖြစ်ပြီးတော့ငွေချင်မှုနီးစနစ်တစ်ခုအသုံးပြုပါမယ်။ဘယ်လိုလဲဆိုတော့ bank ကထုတ်ပေးတဲ့စာရွက်တွေဒီစာရွက်ကလည်းအတူတူကိုခက်ခဲတဲ့စာရွက်ဖြစ်ရမှာ။ခုန bank note တော့မခက်ခဲဘူးပေါ့နော်။ဒါပေမဲ့သူ့မှာထူးခြားချက်ပါလဲဆိုတော့သူကလက်မှတ်ထိုးရပါတယ်။လက်မှတ်ဒီအတူတူဖို့ဟာခက်ခဲမှာဖြစ်ပါတယ်။အဲ့တော့ ဘဏ်ကထုတ်ပြီးတဲ့စာရဒီစာပေါ်မှာငွေတန်ဖိုးဘလောက်ကိုဘယ်သူအကောင့်နဲ့ swipe ပေးပါဆိုတဲ့အကြောင်းအရာကိုလက်မှတ်ထိုးပြီးတော့ဘဏ်ကိုအကြောင်းကြားတဲ့စာပဲဖြစ်ပါတယ်ဒီစာရလေးပေါ်မှာရွှေနေက200ကိုဒေါက်တင်စိန်အကောင့်လေးကိုလွှဲပေးဖို့ဦးမောင်ကလက်မှတ်ထိုးပြီးတော့ပေးလိုက်ပါတယ်ဒီစာလေးကိုဒေါက်တင်စိန်ကယူပြီးတော့ဘဏ်ကိုသွားလိုက်တဲ့အခါမှာဦးမောင်ရဲ့အကောင့်ထဲကရွှေနေက200ဟာဒေါက်တင်စိန်ရဲ့ဘဏ်အကောင့်ထဲကိုရရှိသွားပါတယ်ဦးမောင်ရဲ့ချမ်းသာမှုရွှေနေက200ဟာဒေါက်တင်စိန်ဒေါက်တင်စိန်ရဲ့ချမ်းသာမှုဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ် ဒီစာရေးလေးကိုတော့ကျွန်တော်တို့ကချက်လက်မှတ်ရလို့ခေါ်ပါတယ်။ဒီနေရာမှာမိတ်ဆွေတို့သတိထားမိတာမသိဘူးလား။ဘန်ဒီငွေပေးချင်မှုအတွက်အဆင်ပြေစေတဲ့အချက်လေးပါ။အပိုင်းတင်မှာတော့ဘန်ဒီကချမ်းသာမှုကိုတိုးစေဖို့အတွက်ကူညီပေးတယ်လို့ကျွန်တော်တင်ပြခဲ့ပါတယ်။အပိုင်းနှစ်မှာလည်းပဲထုံနည်း၎င်းရှင်းပြခဲ့ပါတယ်။အခုကျွန်တော်တင်ဆက်နေတဲ့အပိုင်းသုံးပါဆိုရင်တော့ဒီအချက်တွေအပြင်တအုပ်နဲ့တအုပ်ရောင်းဝယ်ဖောက်ကွာငွေချေတဲ့နေရာမှာပါ။ဗန်များကအဓိကကြားတဲ့အခန်းကဏ္ဍကနေပါဝင်နေပဲပါတယ်။အဲ့တော့အကယ်၍ငွေချေးမယ်ဆိုရင် ိတ်ဝင်စားဖို့ကောင်းပါတယ်။ဦးသိန်းဟန်ဆိုသူကဆင်တဝဲလုပ်ကံဖို့အတွက်ရွှေတင်းက300ဘန်းမှလာရောက်ချိပါတယ်။ချင်းဝီတွေအတွက်ရွှေတွေကိုဘန်းတင်းကနေထုတ်ပေးကြမလို့ပဲချိလို့ရတဲ့နီလန်ကောင်တစ်ခုဘန်းမှရှိပါတယ်။ဘလို့လဲဆိုတော့ဦးသိန်းဟန်အတွက်ဘန်းကောင်အစ်စ်တစ်ခုဖွင့်ပေးပါတယ်။ဘန်းကောင်တင်းမှာရွှေတင်းက200ကိုထည့်ပေးပြီးတော့ရွှေတင်းက100ကိုတော့သူနဲ့ညီမျှတဲ့ bank note 30ရာ100ရွက်ကိုထုတ်ပေးလိုက်ပါတယ်။ဒါတွေနဲ့ဈေးကွက်ထဲမှာအယောင်းဝယ်တွေအလို့သမားငွေချေတာတွေဆက်သွယ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ဥမြင့်ဆွေဆိုသူကအိမ်ဆောက်ဖို့အတွက်ချင်းငွေရွှေတင်းကားတရာကိုလာချေးပြန်ပါတယ်သူ့အတွက်လည်းထုံနီတကောင်ဘန်ကောက်ဖွင့်ပေးပြီးတော့ရွှေတင်းကားတရာဆင်းထဲမှာဖော်ပြလိုက်ပါတယ်သူကတော့ cash back အနေနဲ့ဘန်နှုတ်တွေမလိုအပ်ပါဘူးဘာလို့လဲဆိုတော့အိမ်ဆောက်ပေးမဲ့ဒေါက်တင်စင်ကချက်လက်မှတ်နဲ့ငွေရှင်းလို့ရလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဘေးလန်ရှိလေးမှာဆိုလို့ရှိရင်ခုနက liability မှာဒီလောက်ရှိမယ် assets မှာဒီလောက်ရှိမယ်ပေါ့နော်ဒီနေ့မှာပြောပြရရှိတာကဘန်ထဲမှာတကယ်ရှိတာက ရွှေ200အပေါင်းဒီ900အပေါင်းဒီ100စုပေါင်းရွှေတင်းကတကယ်900ပဲရှိပါတယ်ဒါတော့မှဒီရွှေတင်းက900ဆိုတာကဥမ္မာဝါရဲ့ဒေါက်တင်ဆိုင်တို့လာစုတဲ့ငွေဖြစ်တာကြောင့် liability တွေဖြစ်နေပြီးတော့အချိန်တန်ကျွန်တော်ကသူတို့ပြန်ပေးရမယ်ငွေဖြစ်ပါတယ်ဒါပေမဲ့လည်းအခုကလာပေးတဲ့ချင်းဝင်စုပေါင်းရွှေတင်းက400ကိုကျွန်တော်အသာလေးထုတ်ချလိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တကယ်ရွှေတွေကိုထုတ်ပေးစရာမှမလိုတာ哦ဒါဆိုရင်ဒီလိုမျိုး ပြင်ရလာချိသမျှလူတွေကိုဒီတိုင်းပုံဒီပုံစံတိုင်းထိုင်ချင်းနေမှာဆိုရင်ငွေကြေးဖောင်းပွားမှုတွေဖြစ်ကုန်မှာပေါ့တကယ်ကဘန်ထဲမှာရှိတဲ့ရွှေပမာဏပေါ်မူတည်ပြီးတော့အခုလိုနီးလန်းတဲ့ကျွန်တော်ဘလောက်ပမာဏတွေထုတ်ချိလို့ရရဲဆိုရင်စီမင်းဥပဒေ regulation တွေရှိပါတယ်ဒီစီမင်းတွေပေါ်အခြေခံပြီးမှသာချင်းဝေဖန်တီးရတာဖြစ်ပါတယ်ဒါဆိုရင်ဘန်တစ်ခုကဘလို့အလုပ်တွေလုပ်နေရတယ်ဆိုတော့တဖြည်းဖြည်းချင်းရှင်းလာတာကျွန်တော်ပို့ပြီးတော့ကျေပန်းလာပြီးတော့ယုံကြည်ပါတယ်အကြောင်း လုံခြုံစိတ်ချမှုထက်ပိုတယ်လို့ကျွန်တော်ဆိုလိုချင်ခဲ့တာပဲဖြစ်ပါတယ်။ရှေ့ဆက်ပြီးတင်ဆက်မယ့်အပိုင်းတွေမှာလည်းဘန်တွေကိုဘယ်လိုအသုံးပြုနိုင်သေးတယ်ဘယ်လိုအသုံးဝင်သေးတယ်ဆိုတာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့်ကိုစောင့်မျှော်အားပေးကြပါဦးဗျာ။